မင်းအင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စီးရဲသတင်းကတော့ ရဖန်ကီတစ်ခုလုံးနှီးပါးကိုစစ်တပ်ကဆုံးရှုံးရန်လက်တကအလိုကိုရောက်ရှိလာတဲ့အချိန်မှာပြည်သူများကိုလေးချောင်းတတ်ခတ်ပြီးတော့တပ်ဖြတ်မှုများအရှိန်ဟုန်မြင့်လာတဲ့အတွက်အထူးသတိပြုကြရန် AA ကကြေညာချက်ထုတ်ပြန်လိုက်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AA ကမိမိတို့မျှော်မှန်းထားတဲ့စစ်ရေးနိုင်ငံရေးရည်မှန်းချက်များအလုံးစုံအပြည့်အဝအကောင့်ထဲပေါ်စီရန်အတွက်အရခပြည်သူလူထုတရက်လုံးနဲ့လက်တွဲပြီးတော့ အစွမ်းကိုစူးစမ်းလျက်ရှိတယ်လို့ဖော်ပြထားပါတယ်။လက်ရှိအချိန်မှာစစ်တပ်ကရခိုင်ပြည်တစ်ခုလုံးနှီးပါးကိုလက်လွတ်ဆုံးဆုံးရန်လက်တကမ်းအလိုကိုရောက်ရှိနေတဲ့အချိန်ဖြစ်တယ်လို့ပြောပါတယ်။ဗျာနယ်ထဲမှာစစ်တပ်နဲ့အေအေတို့ကရခိုင်ရိုးမနဲ့မြေမြေချင်းဖိဆက်လျက်ရှိတယ်။ဘကိုးတိုင်းမကွေးတိုင်းနဲ့အေယော်ဝတီတိုင်းအစရှိတဲ့နေရာများအပြင်အရခတက်တော်ရဲ့စီရင်လှောက်ရှားတဲ့နေရာအချို့မှာပါ နှစ်ဖက်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်။အခြားတစ်ဖက်မှာလည်းစစ်တပ်ကရှမ်းမြောက်ဒေသမှာအပြစ်ခတ်ရဲစဲရေးကိုညီနောင်မဟာမိတ်၃ဖွဲ့တည်းကကိုးကန့်နဲ့တောင်းအဖွဲ့များနဲ့မရှိမနှောင်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။သို့သော၎င်းတို့ရဲ့မြန်မာပြည်သူများအပေါ်နေဆင်ရက်ဆက်ကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုများကတော့ရော့ကျသွားခြင်းမရှိပဲရခိုင်ဒေသမှာသာမကမြန်မာနိုင်ငံအနှံ့အပြားမှာ အရသာပြည်သူများအပေါ်လက်ရဲဆက်ရဲနဲ့ရာဆွဲမှုများကျူးလွန်နေစေဖြစ်တယ်လို့အေအေကပြောဆိုထားပါတယ်။ရှမ်းမြောက်ဒေသမှာပြုလုပ်နေတဲ့စစ်တပ်ရဲ့ထိုးစစ်များအပြစ်ခတ်ရဲဆဲမှုပြုလုပ်ပြီးတဲ့အချိန်မှာစစ်စင်ရေးနယ်မြေကျုံသွားခြင်းကိုအခွင့်အောင်းယူပြီးတော့ အေရီတပ်ဖွဲ့ဝင်လေရှိတဲ့နေရာများကိုသာမကရခိုင်ပြည်သူလူထုတို့ကိုအဓိကပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုများကိုအော်တိုဘာလ30ရက်နေ့ကစပြီးတော့အရှိန်မြင့်ပြီးလှုပ်ဆောင်လာခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ30ရက်နေ့တရက်ထဲမှာပဲစစ်တွေမျိုးရသေးတောင်မျိုးပုံသားကျောင်းမျိုးပေါတော်မျိုးနဲ့ကြောက်ဖြူမျိုးဇင်ချောင်းတိုင်နယ်မှာရှိတဲ့ကုံပွေရွာကရဲသားပြည်သူလူထုများရှိရာနေရာများကိုလေကြောင်းရေကြောင်းလက်နက်ကြီးနဲ့ဒရုန်းများနဲ့ပါတရေဘောကြောင်စွာနဲ့ဘုံကျဲတက်ခတ်မှုကြောင့်အပြစ်မဲ့တဲ့ရဲသားပြည်သူလူထုတွေက တေဆုံးသူ၈ဦးနဲ့ဒဏ်ရာရရှိသူ၅၂ဦးအထိရှိခဲ့တယ်လို့သိရပါဗျ။အော်တိုဘားလ32ရက်နေ့မနက်7:00နာရီအချိန်မှာလဲ စစ်တပ်ကပုံနာကျောမြို့နယ်ပန်းနီလာရွာကိုလေးကျောင်းကနေဘုံကျဲတက်ခတ်မှုကြောင့်အပြစ်မဲ့တဲ့အရတန်းပြည်သူ၄ဦးသေဆုံးခဲ့ပြီးဒဏ်ရာရရှိတဲ့သူတွေက10ဦးဟာလည်းပြင်းထန်ဒဏ်ရာနဲ့စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ပြောပါတယ်စစ်တပ်အနေနဲ့တနိုင်ငံလုံးမှာရှိတဲ့ပြည်သူများကိုလေးကျောင်းကနေဘုံကျဲတက်ခတ်နေခြင်းနဲ့လက်နက်ကြီးများဒရုန်းများနဲ့ရည်ရွယ်ချက်ရှိရှိပစ်ခတ်တက်ခတ်နေခြင်းဟာစစ်ရာဇဝတ်မှုကိုပြောင်းကြကြကျူးလွန်နေပြီးတော့လူသားမျိုးနွယ်အပေါ်လက်နက်အားကိုနဲ့ အောက်တန်းကျစွာပြင်မှုကျွလွန်နေခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ဆုံးနေတာကိုဖုံးကွယ်ရန်စူးစမ်းအထောက်တဲ့အနေနဲ့အပြစ်မဲ့တဲ့ပြည်သူလူထုအပေါ်အကြမ်းဖက်တပ်ဖြတ်နေခြင်း၊ကန်းကုံအောင်ရက်ဆက်ရုံမာနေခြင်းဖြစ်တယ်လို့အေအေကပြောဆိုလိုက်ပါတယ်။စစ်တပ်ကရှမ်းမြောက်အပါအဝင်မြန်မာနိုင်ငံနေရာအနှံ့အပြားမှာကျင့်သုံးခဲ့တဲ့ပြည်သူနဲ့မြို့ရွာစားသေးကြောင်းဈေးဈေးရုံဈေးကမ်းနဲ့ ဖုံးတော်ကြီးကြောင့်လူနေအဆောက်အုံများကိုတရဲဘောကြောင်စွာနဲ့အောက်တန်းကြကြနေစဉ်ရက်ဆက်ပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့တဲ့နီလန်းကိုလည်းရခိုင်ဒေသမှာကျင်သုံးလာနိုင်တဲ့အတွက်အော်တိုဘာလ31ရက်နေ့ကနေစပြီးတော့ရခိုင်ဒေသကပြည်သူများအနေနဲ့စစ်ခွေးတိုက်ရဲ့လေကြောင်းရေကြောင်းလက်နက်ကြီးများဒရုန်းများရဲ့တိုက်ခိုက်မှုအန်ဒီရယ်ကိုအရင်နေ့ရက်များထက်ပုံမူပြီးတော့သတိထားကြရတဲ့စစ်ရေးသတိအပြည့်အဝနေညာအချိန်မရွေးရှိကြပါရန်အထူးအလေးနဲ့သတိပေးတိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတာရွှေဘုံမြို့နယ်တီးလုံးရွာမှာရှိတဲ့ပြူစောတိများကိုဒရုန်းနဲ့နှစ်ရက်ဆက်တိုက်ဘုံ45လုံးကျဲချတိုက်ခတ်ရာပြူစောတိခေါင်းဆောင်ဝင်းစောတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ28ရက်နေ့နဲ့29ရက်နေ့တွေမှာရွှေဘုံမြို့နယ်အနောက်ချမ်း ီလုံးရွာမှာရှိတဲ့တူစောတိများကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံဒီ45လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာဇီးပြူကုန်ပြူစောတိရွာကတက်ကူရောက်လာတဲ့စစ်ခွေးနဲ့ပြူခွေးများက RPG များနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာပြူစောတိခေါင်းဆောင်ဝင်းစောအောင်တိတ်ဆုံးခဲ့ပြီးတော့၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်။တိတ်ဆုံးသွားတဲ့ပြူစောတိဝင်းစောအောင်ရဲ့အလောင်းကိုဒီကနေ့နိုဝင်ဘာလ၁ရက်နေ့မွန်လယ်၂နာရီလောက်မှာမိသကြိုမှာဖြစ်တယ်လို့သိရပါတယ်။ တနိုင်ငံလုံးစီရင်တင်းမာနေတဲ့အချိန်ကျွန်တော်တို့မြေပြတ်မှာရှိတဲ့တော်လန်ရဲ့ညီကိုများအနေနဲ့ကိုတက်နိုင်တဲ့အားနဲ့စူပေါင်းတော်လန်ချိန်မုံသွားမှစစ်မျက်နှာပြန့်ပြီးတော့အချမ်းပတ်စစ်ခွေးတက်ကိုဗျာများသွားအောင်ပြူစောတီကြေးွာတွေကိုအမြင့်ဖြတ်နိုင်မှအရသာပြည်သူများရဲ့ဘဝငြိမ်းချမ်းစေပြီးတော်လန်ရဲ့အင်အားစုများအနေနဲ့နိုင်မြေစိုးမုံမှုထိန်းချုပ်မှုနိုင်မြေတွေပုံမှုပြီးတော့ကြေပြန့်စေမှာဖြစ်ပါတယ်တော်လန်ရဲ့ညီကိုများကိုလည်းပြည်သူများအနေနဲ့ဆက်လက်ပြီးတော့ပံ့ပိုးကူညီပေးကြဖို့မြစ်တာရက်ခံအပ်ပါတယ်လို့ရွှေဘိုခရကိုဒိုင်ဘုံမီကျောင်းအဖွဲ့ကတောင်းရှိသူကရှင်းပြထားပါတယ် အလားတူပဲရှမ်းပြည်နယ်ရွာငံမြို့နယ်မှာလည်းရိတ်ခါတဲပြီးတော့ပြန်လာတဲ့စစ်ခွေးတွေကိုစောင့်ကြိုတိုက်ခိုက်ခဲ့ရာနှစ်ဦးသေဆုံးပြီးတော့တနက်တက်လက်ကိုတင်းစီရရှိခဲ့ကြောင်း The New State National Defense Army ကတာဝန်ရှိသူကသတင်းပေးဖို့ပြောကြားထားပါတယ်။အော်တိုဘာလ30ရက်နေ့ နေ့လယ်နှစ်နာရီခန့်မှာရွာငံမြို့နယ်ရနေရွာအနီးမှာရိတ်ခါတဲပြီးတော့ပြန်လာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကနှောက်ဦးတည်ဆုံးပြီးတနက်တက်လက်တင်းစီရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုပြစ်လို့ပြီးတဲ့နောက်တော်လိုင်းရဲဘော်များအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ရနေချင်းရွာအနီးမှာရိတ်ခါတဲပြီးတော့ပြန်လာတဲ့စစ်ခွေးတွေနဲ့ထိပိတိုက်ပွဲဖြစ်ပွားခဲ့တာပါ။တိုက်ပွဲအတွင်းမှာစစ်ခွေးနှကောင်တည်ပြီးဒကောင်ပြင်းထန်တရာရရတယ်။တနက်တက်လက်လည်းတင်းစီရရှိခဲ့ပါတယ်။ ဒီသူတွေအပေါ်ကျူးလွန်ထားတဲ့အပြစ်တွေအတွက်ပြန်ပေးဆပ်ဖို့အသင့်ပြင်ထားလို့ပြောကြပါတယ်လို့ Danu State National Defense Army ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ထိဖိုးဆန်ကြီးရွာအနီးမှာ အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာ စစ်သား၈ဦးထက်မနည်းသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ31ရက်နေ့ညပိုင်းကကော့ကရိတ်မြို့နယ်ဖီဖိုးဆန်ကျေးရွာဘက်ကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုဒေါ်လိုင်းပူပေါင်းတပ်များကဖျက်တောက်တိုက်ခိုက်ခဲ့ရာစစ်သား၈ဦးထက်မနည်းသေဆုံးတာအများပြားဒဏ်ရာရရှိပြီးတော့ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။အလောင်းကတော့စစ်ခွေးအလောင်း၈လောင်းပဲတွေ့တယ်။တခြားထိခိုက်သေဆုံးတာတွေလည်းရှိအောင်ပါပဲ။တိုက်ပွဲကမနေ့ညကဖြစ်တာဒီမနေ့နေကြီးတက်ရှင်းရင်းနဲ့အလောင်းတွေတွေ့တာပါ။ ဖြစ်တာကတမဟာတစ်ဘန်အချမ်းမှာရှိတဲ့နေရာမှာစစ်ကြောင်းကရောက်ပြီးတော့တိုက်ပွဲဖြစ်တာပါကျွန်တော်တို့ဘက်ကစစ်ကြောင်း၃ကြောင်းပါလို့ကရင်ရှိတန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်အော်တိုဘားလ၁၅ရက်နေ့ကစတင်ပြီးတော့အချမ်းမှာစစ်ခွေးတပ်ကကော့ကရိတ်မြို့နယ်မြောက်ပိုင်းမှာရှိတဲ့ကြေးရွာများကိုစစ်ကြောင်းထိုးကမြောက်ရန်ကြေးရွာသားတအုပ်ကိုခေါင်းဖြတ်မီးရှို့တပ်ဖြတ်ခဲ့မှုအပါအဝင်ပြည်သူ၄ဦးတပ်ဖြတ်ခဲ့ပြီးတော့ရဲသားပြည်သူအယောက်၂၀ဝန်းကျင်ကိုလည်းဖမ်းဆီးထားတယ်လို့သိရပါတယ် အခုလိုဖန်ဆီးထားတဲ့ပြည်သူများကိုရိုက်နှက်စစ်ဆေးခြင်းလမ်းပြဖြစ်တော်လကောင်းလူသားတိုင်းဖြစ်တော်လကောင်းစစ်ကြောရဲ့ရှေ့ဆုံးကနေတက်ခိုင်းကအသေးကစစ်ကြောထိုးခိုင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ကော့ဂရိတ်မြို့နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်ခွေးများထိခိုက်ဒိတ်ဆုံးမှုများပြားကစစ်ခွေးအလောင်းများလည်းပုံအောနေတယ်လို့ပြောပါတယ်။အကြမ်းဖက်စစ်ခွေးစစ်ကြောဟာအာရှလမ်းမကြီးပေါ်မှာရှိတဲ့ဒေါနာတောင်လမ်းဟောင်းနေရာကိုတောင်မှမရောက်နိုင်သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်စစ်ရေးသတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်မှာစစ်ခွေးတပ်ကမနေ့ကအော်တိုဘာလ31ရက်နေ့ညပိုင်းမှာလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးတဲ့နောက်ဒီကနေ့နိုဝင်ဘာလ1ရက်နေ့မနက်ပိုင်းမှာအရုပ်ဝတ်တွေနဲ့စစ်ရေးလှုပ်ရှားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရွာမှာအရုပ်ဝတ်တွေနဲ့အများကြီးထွက်လာတယ်။အရက်သားတွေကိုဖမ်းဆီးတယ်လို့လည်းသတင်းကြားတယ်။မနေ့ကဆိုရင်စွန့်ငံရဲ့ဘက်ကဆင်းလာပြီးတော့ကန်တာရွာဘက်ကိုရောက်လာတယ်လို့မြို့ကန်တအူးကပြောပြထားပါတယ်။ဒါအပြင် တပ်ဖြောက်ထားတဲ့စစ်တောင်းတချို့လည်းရှိနေပြီးတော့တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်လို့စီရင်သတိပြုကြဖို့ KIA နဲ့ KPDF ကပြောကြားထားပါတယ်။ဖားကံမြို့နယ်မှာအော်တိုဘားလ22ရက်နေ့ကတိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်းစစ်ခွေးတပ်ကလေကြောင်းကနေဘုံကျင်းပြီးတော့လက်နက်ကြီးတွေနဲ့လည်းပစ်ခတ်နေပါတယ်။ မနေ့ကအော်တိုဘာလ31ရက်နေ့ညကလည်းစစ်ခွေးတပ်ကယူမာကြီးရွာဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်လို့အဆောက်အုံတချို့ထိခိုက်ပျက်စီးခဲ့ပါတယ်။ဖားကန်ဒေသမှာအရုပ်ဝတ်တွေနဲ့လှုပ်ရှားနေတဲ့စစ်ခွေးစစ်ကြောင်းတွေကိုသတိပြုကြဖို့ဒေသခံအချင်းချင်းသတိပေးနေကြပါတယ်။စစ်ခွေးစစ်ကြောင်းတွေမှာစစ်မှုထမ်းတင်းတန်းစင်းတွေနဲ့ရှမ်းနေ SN တပ်ဖွဲ့ဝင်တွေပါဝင်ပါတယ်။ဒီကောင်တွေဟာမူရစ်စစ်တွေတုံးပြီးတော့ဈေးကြောင်နေတဲ့အချိန်မှာတနက်တွေနဲ့ရန်သားပစ်ခတ်တဲ့ဖြစ်စဉ်တွေလည်း အရင်ကရှိခဲ့ဘူးပါတယ်ပြီးခဲ့တဲ့စက်ပမာလမှာစစ်ခွေးတက်ကလမ်းသွားလမ်းလာတွေကိုတနက်နဲ့လိုက်ပစ်လို့အမျိုးသမီးအချို့အပါဝင်ဒေသခံ၅ဦးသေဆုံးခဲ့တယ်လို့ဒေသခံတချို့ကပြောပါတယ်ဇွန်လဇန်းနဲ့ဩဂတ်လဇန်းကစပြီးတော့ဖားကန်ဒေသကိုစစ်ကောင်စီရဲ့စစ်ကြောင်းတွေဝင်ရောက်လာပြီးတဲ့နောက်စစ်ခွေးတက်ရဲ့လေကြောင်းတက်ခတ်မှုလက်နက်ကြီးပစ်ခတ်မှုနဲ့မိုင်းပေါက်ကွဲမှုတွေကြောင့်အရသာသေဆုံးသူဦးရေတရာကျော်ရှိလာပြီဖြစ်တယ်လို့သိရပါတယ်စစ်ကြောင်းတွေနဲ့တွေ့ရင်ကြိုတင်ရှောင်တိမ့်မှု လမ်းပေါ်ထွက်ပြီးကြည်လာမျိုးမလုပ်ဖို့နဲ့လေချောင်းနဲ့လက်နက်ကြီး NDA တွေကိုလည်းသတိပြုဖို့ KIA ရဲ့ပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကသတိပေးထားပါတယ်လက်ရှိမှာစစ်ခွေးစစ်ကြောင်းတွေဟာဖားကန့်ဖြူဟာလုံခင်းမိုင်းချက်ဆက်ယုံတို့အပြင်မော်ဝမ်းလေးမော်ဝမ်းကြီးမော်မောင်းရှံအမိုက်ပုံတောင်ပြူရှာယောခမော်တောင်စမ်းကြွယ်ခရီးရွာတွေမှာရှိနေတယ်လို့သိရကြောင်းတရေရရှိပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တော်လိုင်းတက်တွေသိမ့်ပိုက်ထားတဲ့ပဲခူးတန်းရီတာရှင်မြို့နယ်ကရွာသစ်ကြီးရွာကိုစစ်ခွေးတပ်ကအင်အားအများပြားနဲ့ထိုးစစ်ဆင်လာလို့တော်လိုင်းတပ်ဖွဲ့တွေခိတ္တဆုတ်ခွာပေးထားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒါပေမဲ့ရွာသေးရွာနဲ့အနီးမှာတော့တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ရေတာရှင်မြို့နယ်အခြေစိုက်ရဲဘော်ကပြောဆိုထားပါတယ်။စစ်ရင်ရရေးပါတယ်စစ်တောင်းမြေအရှိတ်ကန်းက ရွာသစ်ကြီးရွာကစစ်ကောင်စီတပ်ရဲ့အထိုင်းစခန်းနဲ့ကာကင်းတွေကိုနေပြည်တော်တိုင်းဆက်ဌာနလက်အောက်တပ်ရင်းတွေကအော်တိုဘားလ20ရင်းတွေမှာတိုက်ပိုင်နိုင်ခဲ့ပါတယ်။အော်တိုဘားလနောက်ဆုံးဘက်ကစစ်ခွေးတပ်ရဲ့မြေပြင်နဲ့လေးချောင်းကနေဒရဇက်ထိုးစစ်ဆင်ခဲ့ပြီးတဲ့နောက်ရွာသစ်ကြီးရွာကနေကာကွယ်တပ်ဖွဲ့တွေဆုတ်ခွာခဲ့ရတာပဲဖြစ်ပါတယ်။ရန်သူအင်အားကများတယ်ဗျ။ရွာသစ်ကနေခဏဆုတ်ပေးထားရတယ်လို့နေပြည်တော်တိုင်းဆက်ဌာနစစ်ဦးစီးချုပ် ဘိုးလဲရာကပြောပြထားပါတယ်။စွာမြို့နယ်၃မိုင်လောက်သာဝေးတဲ့ရွာတိရွာကအထိုင်စခန်းနဲ့ကာကင်းတွေကိုပြန်ရဖို့အတွက်စစ်ကောင်စီကစွာမြို့အခြေစိုက်ခလိုက်ရ79နဲ့84တပ်ရင်းနဲ့ရေနီမြို့ဘက်ကစစ်ကောင်စီအင်အား400ခန့်ကိုအုံပြုထားတာကိုတွေ့ရပါတယ်။ဒါအပြင်နေတိုင်းလိုလိုလေကြောင်းကနေတိုက်ခိုက်မှုတွေပါရှိနေပါတယ်။အော်တိုဘားလာ20ရက်နေ့ကရွာသိရွာတိုက်ပွဲမှာစစ်ကောင်စီတပ်ကတိုက်ရင်မှုအပါအဝင်15ဦးသေဆုံးခဲ့ပြီးတော့စစ်တုံးမှ9ဦးဖမ်းဆီးရမိကတိုက်ရင်မှုညီညီနိုင်လက်ရဖမ်းဆီးရမိတဲ့အချိန်မှာ ပစ္စည်းကိုထုတ်ပြီးခုခံတာကြောင့်အသေးပြစ်တာလိုက်ရတယ်လို့နေပြည်တော်တိုင်းစစ်ဌာနချုပ်ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းရေတာရှိမျိုးနယ်စစ်တောင်းရဲ့အရှိတ်ဘက်ကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကပြည်သူအယောက်90ကျော်ကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးပြီးတော့ခြေရွာ၃ရွာကိုဇက်တိုက်မိရှုဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလပိုင်းကစတင်ပြီးတော့ရေတာရှည်မြို့နယ်စစ်တောင်းမြေအရှိတ်ကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်ဆက်တက်ကပြည်သူများကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးပြီးတော့လမ်းပြလှုပ်ဆောင်ကကျေးရွာများကိုစစ်ကြောင်းထိုးမိရှို့နေခြင်းဖြစ်တယ်လို့သိရပါဗါတယ် အဲ့ဒီအကြမ်းဖက်စစ်တပ်ဟာဂျီဝါနီပြည်သူအယောက်90ကျော်ကိုလူသားရဲအဖြစ်ဖမ်းဆီးထားတာလက်ရှိအချိန်ထိပြည်သူများကိုပြန်လွတ်ပေးခြင်းမရှိသေးဘူးလို့ပြောပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ကလည်းဂျီဝါများကိုဇက်တိုက်မိရှုဖျက်ဆီးနေတယ်လို့ပြောပါတယ်။လက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာပိန်းနေပင်ရွာ၊ရွှေတောင်ရွာတဲ့ရွာနဲ့ကဲလေးစိတ်ရွာတို့ကိုဇက်တိုက်မိရှုဖျက်ဆီးနေတယ်လို့ပြောပါတယ်။အခုလောမိရှုဖျက်ဆီးခံရတဲ့ဂျီဝါများကပြည်သူများအပါအဝင်အနီးနားမှာရှိတဲ့ခြေရွာများကထောင်ထဲချတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိတ်ဆောင်နေရတယ်လို့သိရပါဗျ။ 谁亏了？没收了。今晚东阳和没收偏西多玩的。西边那个皮都热了，北路有个土坯等小人样的。伊拉谁谁倒霉，谁买单？我谁亏了？个一下老远的皮皮了，谁照土泥了？瓦大的屋里潘子路大人的路大了，瓦大的屋里人家路开米，谁照土泥了？潘子看着皮都个，要俺先坐到西天路，皮大的皮都多个地皮比较差玩的，咋办？ အော်တိုဘာလ23ရက်နေ့နဲ့22ရက်နေ့တွေမှာလည်းအကြပါစစ်ခွေးတပ်ကရေတားရှင်မြို့နယ်စစ်တောင်းမြေအရှိပါမှာရှိတဲ့ခြေရွာများကိုစက်တပ်လေထီးနဲ့နှစ်ရက်ဆက်တိုက်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်စာတင်ကြောင်းဖုန်းကြီးကြောင်းနဲ့နေအိမ်များထိခိုက်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဒီအန်ဒီအပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ